တော့မိမိကကြတော့တော်တားစူးစမ်းရတယ်ပြီးလို့ရှိရင်အသက်အရွယ်နဲ့မလိုက်ဘူးပေါ့နော်တကယ်တကယ်လဲစူးစမ်းရတယ်ပြီးလို့ရှိရင်ဟိုတင်းနေတဲ့ပုံမှာလည်းဖြတ်ထုတ်ပြန်လည်းအရန်ကောင်းတယ်ပြီးတော့သူကိုယ်လည်းဒီတိုင်ပွဲတော့အဲအရန်ကိုအားစိုက်ထားတယ်နော် international မှာ तू ကဒါမြန်မာတရက်ဖူးကိုတယ်ဆောင်လာဖို့လေ तू ကအများကြီးပေါ့နှစ်အောင်လုံးကညှောလင့်ထားတယ်ပေါ့နော်မြန်မာတက်ဖို့စောင်းလာဖို့ပေါ့အဲ energy ကတော့အများကြီးပြည့်နေရောဆိုတော့မေရောလည်းဖက်ဖက်ကနေစကိုပေးရပြလို့ရှင်အဲ fan လေးတွေကလည်းသမီးတို့အများကြီးချစ်ပေးရစကိုပေးရအဲ့ဒီ fan နင်းငယ်တွေကပေါ့နော် ဲ့တော့တမီးကပြောချင်တာတမီးကိုနောက်ထပ်အများကြီးလက်စပို့ပေးကြပါအောင်လို့တမီးကလည်းအကောင်းဆုံးအဲ့မှာချပြပါပါမယ်။ဟုတ်ကဲ့ဘူးကတော့ခုနဆရာပြောသလိုအသေးပါပဲ။အတီသေးပြင်ဆင်လာဆိုတော့ယုံကြည်မှုကတော့ရှောက်နေပြီပေါ့။ဝိစုံနေရတော့ဘယ်လိုပြောရမလဲ။အော်သူတို့ကဘာဖြစ်သွားလဲဆိုတော့ပြန်ခွဲရဆယ်လာပိုင်းငိုင်းနေမှာသူတို့ဒီနော်နိုင်ငံမှာဖိုင်နေချင်းပါတာဆိုတော့သူတို့အတွက်ကရက်20လောက်ပဲပြင်ဆင်နေရှိရပါတော့အဲ့ချိန်မှာတော့အကောင်းဆုံးတော့ခက်ခဲတွေကတော့အများကြီးပဲပေါ့နော်ပြဿနာတွေကအများကြီးပဲအဲ့ထက်ကမှအကောင်းဆုံးဖြစ်သွားအောင် အကောင်းဆုံးတော့ပြင်ဆင်ပေးထားပါတယ်ဝစ်စုံပိုင်းနေတော့ဟောသူတို့လည်းကိုယ်တိုင်ပြင်ဆင်ထားတဲ့ဟာလေးလည်းရှိရယ် organization ကပြင်ဆင်ပေးထားတဲ့ဟာလေးလည်းရှိရယ်ပေါ့နော်ဟုတ်ကဲ့ပါဒီနေ့ကတော့ဒါဖလပိုင်နိုင်ငံမနီလာမြို့မှာကျင်းပမယ်။အာမစ္စတာဂလန်အင်တာနေရှင်နယ်မစ်ဂလမ်မတ်လို့အင်တာနေရှင်နယ်တိုင်ပွဲကိုဘာရှိတိုင်ပွဲမှာလူကြီးမှုကညလုံးမှာပြည့်ထားတာပါ။ညလုံးကလည်းအကောင်းဆုံးကျူးစားထားပါ။အေကေဆိုင်ရဲ့အားသာချက်ကကြတော့သူကဒီဒေးပြင်ဆင်တဲ့ ဘိုင်းမှာအသက်ကြီးရှိရဲ့ပြီးတော့ AK ဆန်းကိုကြာတွင်းမဲ့ယုံကြည်တယ်ပြီးတော့ဘူးနောက်ပိုင်းဒီမှာ AK ဆန်းကလွှတ်ထားတာပေါ့နော်လွှတ်ထားတော့ AK ဆန်းတမောက်ပြင်ဆင်စရာရှိရပြင်ဆင်တယ်ဟိုအချိန်နဲ့တပီးပြီးသူလုံးနိုင်တယ်ပြီးလို့ရှိရင်တောင်းတောင်သူ့ကိုဒါလောက်ပါဒါလောက်ပါတိတ်အများကြီးပြောကြမလို့သူကဒီနေ့ပြင်ဆင်တာလို့ဆိုသူ့ကိုသူလည်းရော့မနေပါဘူးဒီနေ့တော့မရော့ဘူးလေအဲ့ဒါအဲ့လိုမျိုးဆိုတော့အဲ့ဘက်ကအများကြီးတော့စိုးရိမ်နေတော့မရှိဘူးဒါပေမဲ့တခုပဲပေါ့နော်ဥစ္စာတခါကျရင်ဆိုတာနည်းနည်းလေဝါးလေးရှိတယ်အဲ့ဒါလေးတခုပဲနော်အနေကနောက်ကနည်းနည်းတွန်းတွန်းပြနေရတယ် အဲဒေါ်ဆိုင်ရီတက်ရဲ့အသာကြကြတော့အများကြီးရှိပါတယ်သူကဘာလဲဆိုတော့အရာထားတော့ကြတယ်သူပဲလကားစားပါနော်ဆိုင်ရီတက်ကကြတော့မိမိကကြတော့တော်တားကျူးစားတယ်ပြီးလို့ရှိရင်အသက်ရွယ်နဲ့မလိုက်ဘူးပေါ့နော်တကယ်လည်းကျူးစားတယ်ပြီးလို့ရှိရင်ဟိုတင်းနေတဲ့ပုံမှာလည်းဖြတ်ထုတ်ပြန်လည်းအရန်ကောင်းတယ်ပြီးတော့သူကိုယ်လည်းဒီတိုင်ဘက်တော့အဲအရန်ကိုအားစိုက်ထားတယ်ဟုတ်အင်တာနက်ရှင်နယ်မှာသူကဒါမြန်မာတရက်ဖူးတယ်ဆောင်လာဖို့လေသူကအများကြီးပေါ့နှစ်အောင်လုံးကညှောလင့်ထားတယ်ပေါ့နော် မြန်မာတက်တဲ့ဘူးကိုစောင်းလာဘူးပေါ့အာ energy ကတော့အများကြီးပြည့်နေရောဆိုတော့မေရောကလည်းဖက်ဖက်ကနေစကိုပေးရပြလို့ရှင်အာ fan လေးတွေကလည်းသမီးကိုအများကြီးချစ်ပေးရစကိုပေးရအဲ့ဒီ fan နင်းငယ်တွေကပေါ့နော်အဲ့တော့တမီးကပြောချင်တာတမီးကိုနောက်ထပ်အများကြီးလဲစကိုပေးကြပါအောင်လို့တမီးကလည်းအကောင်းဆုံးအဲ့မှာချပြပါပါမယ်။ဟာဒီမူကတော့ခုနဆရာပြောသလိုအသေးပါပဲ။ဒီသေးပင်စင်ကဆိုရင်ဒီမူကတော့ရှောက်နေဘူးပေါ့။ဝေစုံနေရတော့ဘယ်လိုပြောရမလဲ။ ဟိုသူတို့ကဘာဖြစ်သွားလဲဆိုတော့ပြန်ခွဲရဆယ်လာပိုင်းငိုင်းနေမှာသူတို့ဒီညောင်နိုင်ငံမှာဖိုင်နေချင်းပိုက်တာဆိုတော့သူတို့အတွက်ကရက်20လောက်ပဲပြင်ဆင်နေရှိရပါတော့အဲ့ချိန်မှာတော့အကောင်းဆုံးတော့ခက်ခဲတွေကတော့အများကြီးပဲပေါ့နော်ပြဿနာတွေကအများကြီးပဲအဲ့ထဲမှာအကောင်းဆုံးဖြစ်သွားအောင် အကောင်ဆုံးတော့ပြင်ဆင်ပေးထားပါတယ်ဝစ်စုံပိုင်းနေရောဟာသူတို့လည်းကိုယ်တိုင်ပြင်ဆင်ထားတဲ့ဟာလေးလည်းရှိရယ် organization ကပြင်ဆင်ပေးထားတဲ့ဟာလေးလည်းရှိရယ်ပေါ့နော်အအများကြီးပဲဖက်ဖက်ကအောင်မိတ်ကဲဆရာခါရာဆိုလို့ရှိရင်ဟိုစိတ်ရှိလက်ရှိနေဒါဆရာရွှေမုတ်သမီးဆရာရွှေမုတ်သားဆိုတဲ့ဟိုအပေါ်မှာသူကလည်းအကောင်ဆုံးလုပ်ပေးရယ်ဟိုဒီဇိုင်နာမိုးတီတီတော့ဒီဇိုင်နာမော်ကွန်းသိဒီဇိုင်နာမမောပြီးတော့ဒီဇိုင်နာပြီးတော့မော်ကွန်းသိနော်ကဲဟာဒီဇိုင်နာတွေကအများကြီးပဲပေါ့နော်ပြီးတော့ချင်းဒါတကွင်းတော့ organization ကလည်းသူတက်နိုင်ဘက်ကအများကြီးပဲကူညီပေးထားတာအများကြီးပေးပါတယ် ပြီးလို့ရှိရင်ဒီဇိုင်နာဇော်မင်းနိုင်ပေါ့နော်ဒီဆိုလို့ရှိရင်ဒါ file နဲ့ image brown ကိုတင်ချောက်ပြင်ဆင်ပေးထားတယ်တင်ချာရဲ့စိတ်ရှိလက်ရှိနဲ့အာဒါရွှေမုံကလေးရွှေမုံသမီးဆိုတာတက်ကိုသူတို့တွေမှာစိတ်ကောလူရောအများကြီးကိုဟိုနှစ်ပြီးတော့လုပ်ပေးထားတယ်ပြီးလို့ရှိရင်ဒီဇိုင်နာ hacker တို့ဆိုလို့ရှိရင် national ကောကျုံးကိုလုံးဝစိတ်ရှိလက်ရှိနဲ့အမှုရအေးစိအကုန်လုံးစီစဉ်ပေးထားရတယ်။အများကြီးပဲပေါ့နော်အကုန်လုံးလုပ်ပေးထားတယ်ပေါ့ပြင်ပခံပြီးလုပ်ပေးထားတယ်ပေါ့အဲ့တော့ရှင်မုံတို့နေလဲဟိုဘက်နိုင်ငံမှာအကောင်းဆုံးစူးစမ်းသွားမယ်လို့ဖြစ်တယ်ပြီးတော့ရှင်မုံကဒါပထမဆုံး ဒါဒီကလေးနဲ့ဒီကလေးနှစ်ယောက်ကိုဒါပထမဆုံးလွတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ရွှေမုံအနေနဲ့လည်းစိတ်ကြေအများကြီးပြင်ဆင်ထားရပေါ့နော်ဟိုဘက်မှာအကောင်းဆုံးရလက်ကောင်းကြီးရလာမယ်လို့လည်းရွှေမုံလည်းညွှန်လင်းပါတယ်။ဒါသူတို့ရုံချင်းချက်ကသူတို့နှစ်ယောက်ကိုအပြေဝထလာပြီးသား။စင်ကောင်မှုကတော့အများကြီးမရှိပါဘူးဟိုဘက်ကတော့ဟိုစင်ကောင်မှုကတော့အများကြီးမရှိပါဘူးဘာဖြစ်လို့ဆိုတော့ဟိုရင်းခုန်တာတော့ခုန်တယ် ဘလို့ဆိုတာခလေးနှစ်ယောက်တက်ကိုတော့ရင်ခုန်တယ်စိန်ခေါ်မှုတိုင်းကတော့ကိုယ့်အတွက်ကတော့ဟိုဘလို့ပြောမလဲ AC ဖြစ်သွားတဲ့အကြောင်းမို့စိန်ခေါ်မှုတိုင်းကတော့ကိုယ့်အတွက်သမင်းစာရည်တော့ဖြစ်သွားတယ်ဆိုတော့စိန်ခေါ်မှုတိုင်းကတော့မမှုတော့ဘူးဝေဖန်မှုတိုင်းလည်းမမှုတော့ဘူးဒါအဓိကကတော့ဒီခလေးနှစ်ယောက်တက်ကိုအဓိကသွားနေတခြားလို့ပါ supporting လေးတွေပေးစီခြင်းနဲ့ပြီးလို့ရှိရင်ဟိုရွှေမုံနဲ့ပတ်သက်ရပတ်သက်ကြောင်းဟိုလူကြီးတွေဟိုလူငယ်တွေပေါ့နော်လုပ်ငန်းရှင်တွေပါတနာအကုန်လုံးကလည်းဒီခလေးနှစ်ယောက်လို့ပေါ့နော် ဟိုနောက်ဆုံးရှင်မုံမချိနေပါစေဒီကလေးညက်ကိုချစ်ပြီးတော့ဟို supporting လေးပေးပေးပါလို့ရှင်မုံကဒီညက်ပြောပြနေပါတယ်တင်ကြားပေးရပုံမှာသူတို့တော့အများကြီးတင်စားမလို့သူတို့ကိုယ်တိုင်ကလည်းဒီ international တွေကိုသွားဖို့အတွက်ကစိတ်အားထက်သန်ထားတာဖြစ်တဲ့တကြောင်မလို့ဟိုအများကြီးပြုပြင်ပေးကြမလို့ပြီးတော့သူတို့မှလည်းခုနပြောသလိုပါနော်ဟိုဆယ်လာပိုင်းအတွင်းထဲမှာပွဲလုပ်ပြီး၁၇လပိုင်းအတွင်းထဲမှာ international သွားပြန်ရတဲ့အခက်အခဲဆိုတာသူတို့မှအများကြီးရှိတယ်ဘယ်လို lower set ဆိုတာလူတိုင်းမှာတော့ရှိကြပါမနော် perfect ကတော့ ဘယ်သူမှတော့ဖြစ်မနေဘူးစဉ်းလုံးပြောတာဖြစ်မနေဘူးလေတိတ်မရဘူးဒါစဉ်းစဉ်းချင်းကတူမတိတ်မရအဲ့မရတဲ့ဂျားတဲ့မှာကိုသူတို့အကောင့်ဆုံးစူးစားထားပြီးသားဒါဆန်ချက်ဆိုလို့ရှိရင်ဒါမိမိဆိုလို့ရှိရင်သူ့မှာပညာရေးပညာရေးရဲ့သူ့ရှင်သူ့ရဲ့ကျမ်းမာရေးနော်ဟိုကျမကြီးဆိုတော့တခြားတော့မဟုတ်ခေါင်းမူးတက်တယ်အားနဲ့တက်တယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးရှိရဲ့အဲ့ဒီမှာဒါ तू ဆရာတို့ဒါချစ်တဲ့တယ်မှာအဲ့ဒါကို तू အကောင့်ဆုံးစူးစမ်းတယ်ဆရာသမီးဒါနော်ဒါလောက်ရမယ်နော်ဒီလိုတော့မှာဒီလိုရိုက်ကမယ်နော် ိုတနေ့ရဆိုတော့ intro video မှာဆိုတော့ငူတော့လဲချင်းနေเนาะအားပြင်မှာတနေ့ကုန်လေအဲ့၃ရက်စတိုက်ကိုသူ့မောင်းလိုက်တာ၃ရက်စတိုက်ကိုတနေ့ကုန်နေပြီးပြင်မှန်းတာအဲ့အဲ့လိုသူကပညာရေးရဆိုအင်္ဂလိပ် ESK ရတော့ချက်ရလောက်ကသေးရပြီးလို့ရှိရင်အဲ့ချိန်မှာအဲ့ချိန်မှာသူက quasi quasi တွေကခလေးဆိုရတယ်သူကစိတ်ဆက်စိတ်ညစ်ကြရလဲရှိရဒါပဲအရန်ချစ်ပါတယ်เนาะအကောင်းဆုံးကြိုးစားပေးရနောက်ပြီးတော့စိတ်မပြတ်ဘူးသူကရှုံးမပြတ်ဘူးအကောင်းဆုံးကြိုးစားပေးရအဲ့ AK တိုင်းဆိုလို့ရှိရင်လည်း အလုပ်တွေပြက်ပြီးတော့ဒီဒါရန်ကုန်ရောက်နေဆိုတာ9လ6လရှိပါပြီเนาะဒါဆရာရှင်ဘုံသူယုံကြည်မှုတစ်ခုတည်းနဲ့ဒါသူဒီနေ့ဒီနေ့ international state ကိုတက်ဖို့အတွက်ကိုစောင့်မျှော်နေတာ ဘာလို့လဲဆိုတော့ယုံကြည်ချက်မရှိတော့တဲ့လူဆိုလို့ရှိရင်ပြန်သွားကြပြီလေဟိုတော့ဆက်မလုပ်တော့ဘာလို့လဲဆိုတော့သူ့မှာသူကလည်းစိတ်ရှိတယ်အရင်သိခံတယ်သူ့ရဲ့လုပ်ကြည့်ဆိုငါးလားလားလားဥပမာဆုံးဆုံးကြရအများကြီးပဲမျက်နှာကြရအများကြီးအဲ့ဒါကိုလက်လွတ်ထားပြီးတော့ဒါဆရာရှင်မုံရဲ့ယုံကြည်ချက်ပေါ့နော်ဒီ space in စနေထမှာသူ့ရဲ့အောင်မြင်မှုကိုကြည့်ပဲနဲ့ဒါဆရာရှင်မုံမျက်နှာကိုခုလေးတော့ဆိုကြည့်ပြီးတော့အကောင်းဆုံးသွားပြီးနေကြတာလုပ်ပြီးနေကြတာဘာလို့လဲဆိုတော့ဒီလောက်အချိန်နဲ့ဘယ်တော့မှသွားနိုင်ဘူးဆိုတော့ဆယ်လာပိုင်း9နေ့မှာကွဲပြီးရယ် 17လပိုင်း22ရက်နေ့မှာဟို21ရက်နေ့မှာထွက်ကြတဲ့အိမ်ကတလားတော့အချိန်မရှိဘူးလေအဲ့ဒါကြောင့်မို့ပါအဲ့ကြောင့်မို့ဒီလိုတသိကောင်းကြီးမြောက်ကိုလက်ထရခဲ့ရတာအင်မီတန်မှတာကို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 လည်းဂုံကြီးရယ်ကန်ကောင်းတယ်လို့လည်းယူဆပါတယ်ဟုတ်အခက်ခဲရတော့ရှိရပါတော့ပြဿနာရတော့ရှိရပါတော့ဒါကတော့ຢာလေးຢာတော့တိခတ်ပြရမှာပေါ့ ဆရာကျတော့ဆူတာတော့မဟုတ်ဘူးเนาะဒီဟာကြီးဒီမျိုးဖြစ်စေတဲ့ဆန္ဒနဲ့ပြောရဲအမားလေးတွေကို live ပြင်ပေးရဲပေါ့เนาะအဲ့ဒါကိုလည်းတမီးအမျိုးဟောက်ခေါင်းနဲ့ပြစီတာမှတ်ထားပြီးတော့တိချာလေး live လုပ်ဖြစ်ပါတယ်ဆရာကိုယုံကြည်ယုံကြည်တာဆက်အားကြတာပေါ့เนาะဆရာအဲ့လိုဒီခြေနေပြရောက်လာဆိုတော့အရင်အားကြောက်ပါတယ်ဆရာလည်းပြောပါတယ်သူ့ဘွားငယ်ကအเจ้าမျိုးပြောနေတဲ့ဆရာလည်းအားကြောက်တော့ဒီခြေကြည့်တဲ့ဆရာရောက်ခဲ့တာပေါ့ သမီးကတော့သမီးရဲ့ဒီတလကျင်းမှာဘာလို့တလတော့မပြည့်ပါဘူးအဲ့လိုမျိုးအချိန်မရှိတဲ့ကာလမှာသမီးကအများကြီးစူးစမ်းခဲ့အဲ့တော့သမီးကစူးစမ်းမှုနဲ့ထိုက်တန်အောင်လဲဟိုမှာချပြမယ်ပြီးလို့ရှိရင်သမီးကိုပေါ့နော်အသက်နိုင်လုံးဒီဘက်ကဝင်းရံပေးပါဒီမျိုးဝင်းရံမှာဟိုဘက်ကနေပြီးတော့သမီးကဒီ top တွေပါဝင်ပြီးတော့ချပြလို့ရမှာအဲ့မှာအကောင်းဆုံးလုံနိုင်တဲ့ဟာပေါ့နော်ပြီးလို့ရှိရင်မြမဆိုတာချင်းနေမှာအဲ့ကြောင့်သမီးကသမီးကိုလည်းအများကြီးဝင်းရံမှုပြောချင်ပါတယ်ရှင်ဟုတ်အော်ဒီနေရာမှာကျွန်တော်မဟုတ်ဘဲနဲ့တခြားသူအဖြစ်ခဲ့မယ်ဆိုရင်လည်းမြမအနေနဲ့အားပေးဖို့လည်း ဖြစ်ကုန်ပါတယ်ပွဲဥထက်ကိုတော့အရာအလုံးအပြော့အပြုံးနဲ့ပဲဟိုဖြတ်တန်းခဲ့ပါတယ်ပွဲဥထက်မှာလည်းဟိုခေါင်းကြီးလည်းကြီးခဲ့ပါတယ်ခေါင်းကြီးလည်းချိန်ပါတယ်ဟိုဘာပဲဖြစ်ဖြစ်ပါရှင်မောကတော့ယနေ့ချိန်ဒီငယ်လေးရအပြုံးနဲ့ပဲဖြတ်တန်းခဲ့တယ်အပြုံးနဲ့ပဲအရာအလုံးအနိုင်ယူခဲ့တဲ့လူဆိုတော့အပြုံးနဲ့ပဲအားလုံးနှုတ်ဆက်ချင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကြံတဲ့အရာရအားလုံးကတော့ဆက်လက်ပြီးတော့ဟိုအားပေးဖို့လည်းနှိုးလင့်ပါတယ်လှုပ်ဆောင်နေပါတယ်အဲ့ဒါကြောင့်နော်ကောင်းလုံးရင်ကြည်ပါတယ်